တဲ့အခါကျတော့ပရမဆုံးနံပါတ်1ကတတိနဲ့ဝရိယတတိနဲ့ဝရိယဝရိယကကြိုးစားကျင်တဲ့စိတ်ကြိုးစားမှုတတိက အရှုခံတရားကိုတည်တည်ချက်ချက်ဂယုဒိဇိုင်ကြည့်တဲ့သဘောအဲဒီလိုကြည့်တဲ့အခါမှာနောက်ကနေဘုရုကနေထောက်ပံ့ပေးရမှာလဲဝရိယနဲ့ထောက်ပံ့ပေးထားအဲဒါကြောင့်လုံငန်းစားစားခြင်းဘယ်သူနဲ့ဘယ်လိုနဲ့စားရမှာလဲ တတိနဲ့ဝရိယနဲ့စရမှာဖြစ်ပါတယ်အဲ့ဒီလိုစရင်လည်းအဲ့ဒီတတိခိုင်မာလာပြီဆိုရင်တမာတိဖြစ်ပါတယ်တတိခိုင်မာလာရင်ဘာဖြစ်မလဲတမာတိဖြစ်တယ်အဲ့ဒီတမာတိလေးရင့်ကျက်လာရင်ဘာဖြစ်မလဲပညာဖြစ်တယ်တဲ့နော်ဒါလုပ်ငန်းစဉ်ပေါ့အဲ့ဒီလုပ်ငန်းစဉ်အရာဖွင့်တော်ပရိသတ်တွေကအရင်ဆုံး တတိလေးကပ်ပြီးတော့ကြည့်ပြီးတော့မှတမာရီဖြစ်မဲ့ပြီးတော့မှပညာဖြစ်မဲ့အခုမြတ်စွာဘုရားသခင်ကတော်မြတ်ကြီးအဇာတမင်းကိုဟောတဲ့တရားမှာတော့သူကဇန်ကျင့်စဉ်ကိုအဓိကထားတာဖြစ်တဲ့အတွက်ဘုရားရှင်ကတော်မြတ်ကြီးယူဝေတဲ့တမာရီဆိုတာကတော့အပ္ပနာဆိုင်ပေါင်းမြောက်အောင်မြင်တဲ့စွမ်းရည်ပြေဝတဲ့တမာရီလို့ဒီလိုနားလည်လိုက်ပေါ့နော်အေယောတမဟိတေစိတ်တေပရိသုတ်တေပရိယောဓာတေ ဧဝဆိုခဲ့ပြီးသောဇန်ချင်းစဉ်အဖြစ်စိတ်တည်မိပြီးတော့ရဲ့စိတ်တည်တမာဟိတီတည်ကြည်လေးပြီးတည်ကြည်နေသည် ရှိသောမိမိတို့ရဲ့စိတ်ကတည်ကြည်သွားပြီးတည်ငြိမ်သွားပြီးအာရုံတစ်ခုကိုစွတ်စွတ်ဆိုက်ဆက်ကြည်နိုင်သွားပြီအဲ့လိုကြည်နိုင်သွားပြီဆိုရင်ဘာဖြစ်မလဲအဲ့ဒီစိတ်တည်ပရိသုတ်တည်စင်ကြယ်သွားတယ် ရိယောဓာရီခယုသိပုတ်တဲ့ကဲ့သို့တလက်လက်ဖြစ်သွားတယ်။အနေကနေကိလေသာလေးတွေကျင်းသွားတယ်။ဝိကတုပကိလေသိညင်သောမှုလေးတွေမရှိတော့စိတ်ထဲမှာ ရှုပ်ထွေးတာတွေမရှိတော့မုဒုပူရီအရိစေကပျော်ပြောင်းနေတယ်။ပျော်ပြောင်းနေတယ်။ဘယ်အာယုံကိုအာယုံပြုမလဲအာယုံပြုကျင်တယ်လေ။ပြုရမယ့်အာယုံစီတို့စိတ်ကအလွယ်တကူပါလာတယ်။ တောက်ခံမနေဘူးတင့်ခံမနေဘူးစัจကျင်မနေဘူးကိုညှောက်ကိုင်းကျင်တဲ့အာယုံစီတို့တရမမစိတ်ကညှောက်ကိုင်းလို့ရသွားတယ်အဲ့ဒီလိုညှောက်ကိုင်းလို့ရသွားတဲ့အတွက်ကမ္မနိယအရှုကံပြတဲ့ယုံနာခန္ဓာကိုကြည့်ဖို့ကြည့်တဲ့လုပ်ငန်းကိုလုပ်ဖို့အစဉ်သင့်ဖြစ်သွားတယ်ထိတိအဲ့ဒီအရှုကံပြတဲ့ယုံနာခန္ဓာကိုပဲ တမာရီလေးကတီးနေတယ်အဲ့ဒီလိုတီးနေတဲ့အခါကျတော့အာနိစ္စပတ္တိတဲ့မတုံမလုံခိုင်မာခိုင်ခိုင်မာမာတမာရီလေးအာကောင်းနေတယ်တဲ့အဲ့ဒီလိုအာကောင်းပြီဆိုတဲ့အခါကျတော့မှဘာပြောမလဲညာနာဒသနာယစေတံအပိနိဟရတိအပိနိနာမိတိအဲ့ဒီလိုအာကောင်းလာပြီဆိုရင်တဲ့မိမိတို့ရဲ့စိတ်ထဲမှာ ဉာဏ်ဆိုတဲ့အတိတကုဖြစ်လာအောင် အရှုကံဖြစ်တဲ့ယုံနာခန္ဓာစီတို့စိတ်ကကြည်ပလိုက်ပါတယ်နော်အဲ့ဒီတော့လောလောပဲတို့တို့ချင်းချင်းမပြောမှသလိုရှိရင်ပရမဘာလို့မလဲတမာရီတီမယ်တမာရီဘမတီမလဲအာယုံတခုခုမှာတီမယ်တမာရီဘမတီမလဲအာယုံတရားတခြားလားယုံနာလားဟုတ်ပြီယုံနာနော် အဲ့ဒီယုံနာကိုဘာနဲ့စိုက်ကြည့်ရမှာလဲပရမအဆုံးတတိနဲ့စိုက်ကြည့်တတိနဲ့စိုက်ကြည့်တတိနဲ့စိုက်ကြည့်တဲ့အခါမှာနောက်က အကူအညီဘလူလိုလဲဝရိယအဲ့ဒီလိုကြည့်လို့ခိုင်ခိုင်မာမာဖြစ်လာပြီဆိုရင်တမာတိဖြစ်တယ်အေယောတမာဟိတိစိတ်တိတမာတိလေးဖြစ်လာတော့အဲ့ဒီတမာတိလေးနဲ့ဟောဒီအရှုခခန္ဓာကို ကြည့်နိုင်သွားပြီဆိုတော့ တတိနဲ့တမာတိကွာဟချက်ကအဲ့ဒါပဲတတိတော့ကသူလည်းအရှုခံကိုကြည့်တော့ကြည့်နေတာပဲဒါပေမဲ့လို့လည်းပဲအခြားမလိုလားတဲ့ပညာတွေကိုမြင်နေတတ်တယ်အဲ့ဒီလိုမြင်နေတဲ့ပညာတွေကိုခွဲထုတ်ပြီးတော့မှပရမတ်စီကိုရောက်အောင်ကြည့်ရတယ်အဲ့ဒါတတိရဲ့အလုပ်တမာတိကြတော့ပညာအာယုံတွေမပါတော့ဘူးဟောဒီယုံနာဆိုတဲ့ပရမတ်အာယုံတစ်မျိုးတည်းကိုပဲစိုက်ပြီးတော့ကြည့်တော့တည်ငြိမ်သွားပြီး အဲ့လိုတည်ငြိမ်သွားတဲ့အတွက်အဲ့ဒီအချိန်မှာကိလေသာလေးတွေကင်းစင်နေတယ်ကင်းစင်နေတဲ့အတွက်ပရိသုဒ္ဓဖြစ်တဲ့စင်ကြယ်နေတယ်ပရိယောဒါဒဖြစ်တဲ့ပြောင်ပြောင်လက်လက်သဘောမျိုးဖြစ်နေတယ်အနေကနေကိလေသာလေးတွေကင်းစင်နေတယ်ဟောပိတာက